မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာရဲ့မိတ်ဆွေတွေဆရာကဒီတစ်ခါမှာတော့2025ခုနှစ်3လပိုင်းမတ်လအတွင်းမှာတနင်္ဂနွေသားသမီးတွေအတွက်တလဆာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစရံနဲ့ရေရရလေးကိုဆရာကဖော်ပြပြီးမှဖြစ်ပါတယ်ခင်ဗျာဒါကြောင့်တနင်္ဂနွေသားသမီးမိတ်ဆွေများပါရေးဆရာကိုဘယ်ကနေကြည့်နေရလဲဆိုတာလေးကိုမှတ်ပေးခဲ့ပါအောင်ခင်ဗျာတနင်္ဂနွေသားသမီးတွေအားလုံးအတွက်ဆရာတလဆာဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျာเนาะဒီ2025ခုနှစ်3လပိုင်းပြန်ပါဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတွေရဲ့လက်ရှိစိတ်ထဲမှာ ခยีသွွားခြင်းတဲ့စိတ်တွေလက်ရှိနေရာကနေပြီးတော့အပြောင်းလဲဖြစ်နေတာမျိုးခยีသွွားခြင်းတဲ့စိတ်မျိုးတွေဖြစ်စီအနေအရာတစ်ခုခုပုံပြီးတော့ရုန်းကန်ထွက်သွားခြင်းတဲ့စိတ်လက်ရှိနေရာကနေမပြောဘဲနဲ့အလုတ်ကနေပြီးတော့ခยีသွွားရင်ကောင်းမလားဘယ်နေရာကိုသွားရင်ကောင်းမလဲဆိုတဲ့အရာမျိုးတွေတွေးခေါ်နေတော့စဉ်းစားနေတော့ကာလာဖြစ်ပြီးလက်ရှိရှိနေတဲ့နေရာမှာမိမိနေနဲ့ ိုစနလိုအပြောင်းလဲလေးတွေပြောင်းဖြစ်စေစိတ်မပြောင်းမရှင်ဖြစ်ရတာမျိုးကြောင့်ဖြစ်စေလုပ်ငန်းရာတွေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တိုက်ခိုက်များတာမျိုးတွေကြောင့်တော့ဒီကြားလက်လက်ရှိနေရာကနေအခြားနေရာကိုပြောင်းလဲသွားခြင်းနဲ့စိတ်ရုံထွက်သွားခြင်းနဲ့စိတ်ဖြစ်ပေါ်နေတော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဒီလာတာတော့ဒီမှာကျမ်းမာရေးနဲ့ပတ်သက်လာပြီဘာမှဆွဆွဘွားဘွားမရှိပါဘူးငဘောကကျမ်းမာရေးညနဲ့မိတ်ဆွေများရှိလို့ရှိရင်အဲဆရာသမားကောင်းစေဝါကောင်းတွေနဲ့တီရှာကိုကုပါဒါဆိုရင်မိမိအနေနဲ့မဖြောက်ဘူးလို့ထင်ထားတဲ့မိတ်ဆွေများတော့ကျမ်းမာရေးကောင်းလာတာမျိုးနည်းနည်းလေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာဟိုငဘောကနာတာရှိရှိတဲ့ဖြစ်နေတဲ့မိတ်ဆွေများတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကောင်းမွန်နေလားကံကောင်းမဲ့လားနဲ့အဲသမားကောင်းတွေနဲ့စုံစည်းရမယ်လားဖြစ်ပါတယ်အထူးသဖြင့်ကတော့ ဲကျမ်းမာရင်းနဲ့ပတ်သက်လာရင်အစစ်အမြစ်နဲ့ပတ်သက်တာမျိုးလေးတွေကြောင့်ရှင်လက်အင်္ကာနဲ့ပတ်သက်ပြီးတော့ထိခိုက်ချနာမှုမျိုးလေးတွေကိုတတိထားစင်ကြင်ရလိုအပ်ပါတယ်အထူးသဖြင့်အမျိုးသမီးများအနေနဲ့ကတော့အသွေးသားနဲ့ပတ်သက်တာလေးတွေအမျိုးသမီးဆိုတော့ယောက်ျားဖောင်စီမိန်းမမိနေဆိုတဲ့အတိုင်းပဲတော့အသွေးသားနဲ့ပတ်သက်တာလေးတွေမှာအဲဒါလေးတွေကိုတော့တာမန်ထက်တော်ပို့ပြီးတော့ဂယူဆိုင်တတိထားစင်ကြင်ရမယ်လဖြစ်ပါတယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်တော့ မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော်တွေမှာဝင်ငွေဟာခရီးသွားစိတ်ရိတ်လေးတွေအကြောင်းဖြစ်စေငွေချင်းနဲ့ပတ်သက်လာရင်ယင်းဆက်ပစ္စည်းဝယ်ရတာမျိုးတွေအကြောင်းဖြစ်စေခရီးသွားကိစ္စမျိုးတွေအကြောင်းသာသမီကိစ္စမျိုးတွေအကြောင်းသို့မဟုတ်ရင်ဆက်ပစ္စည်းယင်းနဲ့ပတ်သက်ပြီးတော့ငွေချင်းအကုန်ကြလေးတွေများရတတ်တယ်ထို့အတူပဲငွေချင်းကုန်တလောက်လည်းပြန်ဝင်လာမယ်လားဖြစ်ပါတယ်အထူးသဖြင့်လက်ထဲမှာဒီလက်ဟာငွေမမြဲသောလားဖြစ်တဲ့အတွက်ငွေချင်းနဲ့ပတ်သက်ပြီးယင်းနှီးလှုပ်ဆောင်တဲ့မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်မှာအထူးသဖြင့်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာရင်ဆက်ပစ္စည်းလုပ်ငန်းတွေအကျိုးပေးပါတယ် တို့တူပဲစားတောက်ပုံလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်အလားကုန်ဆိုင်ရာလုပ်ငန်းတွေစံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ခင်ဗျာတို့အပြင်ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေရှိလို့ဆိုရင်လောက်ဆောင်မှာ အမှုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးတွေတကယ်ကိုကောင်းမွန်သောကာလဖြစ်ပြီးတော့အိုအီချမ်ပီဝဲတာမျိုးလေးတွေအားသာကောင်းမွန်ပါတယ်။မြေယာထိုင်ခြင်းနဲ့ပတ်သက်တာမျိုးပဲပြောင်းနှံ့အစရှိတာနဲ့ပတ်သက်လို့ဖြစ်စီရွှေအစရှိတဲ့အရာမျိုးလေးစက်ပစ္စည်းရင်နဲ့ပတ်သက်တာမျိုးဆောက်လုပ်ရေးနဲ့ပတ်သက်တာမျိုးလုပ်ငန်းအဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးလေးတွေဒါမျိုးလေးတွေနဲ့ပတ်သက်ရင်လက်ထဲမှာငွေထားတာမျိုးထက်တုံဆိုင်တွေ့ဝင်မနေပဲနဲ့ရင်းနှီးထားလိုက်တော့လို့ရပါတယ်။ဒါပေမဲ့တတိထားရမယ့်အချက်ကလေးတွေကတစ်ဖက်မှာရှိနေပြန်ရောဘယ်လိုရှက်နေတော့ ဲ့လိုတပင်ငွေကြီးနဲ့ပတ်သက်ရင်ကို့လက်ထဲမှာဝင်ငွေနဲ့ထွက်ငွေဟာမမြဲသောကာလဖြစ်ပြီးတော့မိမိလက်ထဲမှာရှိနေရင်ကိုအလိုလိုခုန်ထွက်ခြင်းနေသောကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ကို့မှာအမလက်ထဲထားတာတက်ဘဏ်အကောင့်ထဲထည့်ထားတာမျိုးသူမဟုတ်လို့ရှိရင်တနေရရာကိုထားလိုက်တာမျိုးသူမဟုတ်ရင်ဆေးရငယ်လာပြီးထားတာမျိုးဖြစ်စီအဲအဲအထာမျိုးဖြစ်စေရပါလေဒီလိုမျိုးကိုယ့်လက်ထဲမှာငွေဟာလူမြင်မခံနိုင်ဘူးလူတွေ့တာနဲ့ကိုလူမြင်ရင်အဲ့ဒီငွေဟာထွက်တတ်တာမျိုးကိုယ်နဲ့ငွေဟာအဲနည်းနည်းလေးကံကညံ့နေတာမျိုး ုံမှတက်တဲ့အတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ဒီဘက်တာတို့ဒီမှာရှိတာငားတာလေးတွေကိုဂယုဆိုင်ပါငွေကြောင့်မုံဝတက်ပါတယ်အထူးသဖြင့်ခကြီးသွားကိစ္စနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးချမရတာမျိုးသာသမိကိစ္စလေးကြောင့်ငွေကုန်ကြေးချမရတာမျိုးနေအဝေးကမိဘသားချင်းဆွေမျိုးမောင်မကိစ္စလေးတွေကြောင့်တော့ဒီကြားရဲကိုယ့်လက်ထံငွေရှိနေအဖက်ဖက်ကနေပြီးတော့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေမမြဲတာမျိုးအဲငွေကြီးနဲ့ပတ်သက်ရင်ဟို ဟိုဆွေးညံ့နေတဲ့အကြောင်းအရာမျိုးစုံနဲ့ရှားကြံထွက်တတ်တယ်လို့မိတ်ဆွေအနေနဲ့အဲဒါလေးတွေကလည်းဟိုအရန်ကြီးစိုးစိုးဝါကြီးကြီးမားမားပုံစုံတာမဟုတ်ပဲနဲ့အဲကိုနဲ့ငွေဟာလက်ထဲမှာမမြဲတတ်တော့အပတ်တာလာအပ်ဖြစ်ပါလေခင်ဗျာတို့ပြင်မိတ်ဆွေတနည်းငွေကတမိတွေကဒီရဲ့လာအတွင်းမှာဆိုရင်အထူးသဖြင့်ဆိုလို့ရှိရင်အားတာကောင်းမှုနဲ့အလုပ်ငန်းလေးတွေကိုဆက်လက်ပေါ်ပြပေးပါရစေ။ကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်လို့ရတဲ့မိစေများရှိလို့ဆောင်ရွက်လှုပ်ဆောင်မှာယာတုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်လို့ရှိရင်ယာတုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်လို့ယာတု အပြောင်းလဲကိစ္စလေးမှာနည်းနည်းလေးစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ယာရုတိုးဖို့ထက်လက်ရှိမှာယာရုကနေပြီးတော့လုပ်ငန်းဒီယာရုကြီးဒီအလုပ်ကနေထွက်ပြီးလုပ်ငန်းတက်လုပ်မယ်ဆိုရင်လည်းချီချီဝဲဝဲတုံဆိုင်နေပြီနဲ့ပို့မှာပလန်ရှိတယ်အစီအစဉ်ရှိတယ်ဆိုရင်တော့လက်ရှိမှာဒီလာတာတော့ဒီမှာလုပ်ငန်းအပြိုင်ဆိုင်တိုက်ခိုက်တွေကြားကနေအစဉ်ပြေနိုးနိုးဆိုပြီးစူးစမ်းနေတာမျိုးထက်ကိုကိုယ်တိုင်ကိုယ့်ရဲ့ပလန်တက်လုပ်ငန်းတက်ကိုအလုပ်တက်ကိုစတင်လှုပ်ဆောင်တင်တော့လာဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စလေးတွေမှာ ရှိတူဆောင်ရလို့ဆောင်မှာအမွေရရှိတာမျိုးမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်ဖြည့်ချင်းပြီးတော့ဆောင်ရွက်ပါ အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုရင်အဲမိတ်ဆွေတို့ဟာမိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေအားသာကောင်းမှုပါတယ်ငကိုကရုံးကလန်ကားကိစ္စအမှုကိစ္စရင်ဆိုင်နေတဲ့မိတ်ဆွေများအကိုကတော့ဒီလာဟာကံကောင်းစီတာမျိုးမိမိကအနိုင်ရရှိတာမျိုးအားသာစီတာမျိုးတွေကြုံရတတ်ပါတယ်ထို့အပြင်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်တဲ့ အောင်လဲအောင်မြင်နိုင်တယ်စက်တူလုပ်ငန်းလေးတွေအကျိုးပေးတယ်စားတောက်ကုန်လုပ်ငန်းလေးတွေအကျိုးပေးတယ်ဗကြီးဗဟုဘေးရင်ဗေးရတယောက်ဆောင်အစံကြံအစိုးအကတုခုမှအမှုပညာနဲ့ပတ်သက်တာတွေရှိလို့ဆောင်လာလို့ဆောင်မှာမိမိကိုမထင်မှန်ဖြစ်နေအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီမဆမှုမျိုးတွေမိမိရဲ့မိဘ သို့မဟုတ်မိမိရဲ့တကြိမ်တစ်ခါကကူညီမှုတဲ့ဥပဒေအတော်ဒီကနေပြီးတော့ငွေကြေးနဲ့ပတ်သက်လို့အထောက်အကူဖြစ်တာမျိုးသို့မဟုတ်လုပ်ငန်းနဲ့ပတ်သက်လို့အထောက်အကူပြုတာမျိုးတွေကြုံမှတတ်တော့လဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်တော့ရာထူးတိုးတာမျိုးရာထူးပြောင်းတာမျိုးတွေမှာတော့ရာထူးတိုးမှုပြောင်းမှုတို့ကဒီလဟာအားနည်းတယ်တကယ်လို့ရာထူးပြောင်းရင်တော့စိတ်တိုင်းမကြတာမျိုးတပိုင်းတစဖြစ်တာမျိုးအကြောင်းအရာမျိုးစုံတွေကိုချော့ချော့ချူချူမပြောင်းပါပဲထင်မော်ညီတတ်တဲ့လဖြစ်ပါတယ်တို့တော့ ီပါခီးမှာတော့အားနေပါတယ်ပြီးတွင်းခီးသွားမှာတော့ရှေ့တူဆောင်ရလွတ်ဆောင်မှာ ပြည်တွင်းခရီးသွားနဲ့ပတ်သက်တာမျိုးအလူအတန်းဘာသာရေးဆိုင်ရာနဲ့ပတ်သက်တာမျိုးလေးတွေမှာအားသာကောင်းမှုမြင်မယ်ပြည်ပခရီးသွားနဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာထက်ကိုမိတ်ဆွေတဦးတယောက်ရဲ့အကူအညီကိုရရှိပြီးလှုပ်ဆောင်တာကပုံမှုအားသာပြီးတော့ကံကောင်းပါလိမ့်မယ်အထူးသဖြင့်အရေးကြီးတဲ့မိတ်ဆွေများခရီးသွားမဲ့ကိစ္စတွေမှာနီးလာတဲ့အခါဖြစ်စီ passport visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခရီးထွက်မဲ့မိတ်ဆွေများအနေနဲ့အကြောင်းအရာမျိုးစုံနဲ့ကြန့်ကြာတတ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးစိတ်မလိုဘူးလိုအပ်တယ်ဥပမာပေါ့ ဟိုခရီးသွားနဲ့ပတ်သက်လို့ရှိရင်မိမိနေနဲ့ဟိုစိတ်ကအပူလွန်နေတာမျိုးလေးတွေကအာငါတို့သွားရတော့မယ်အိမ်မက်တီတကယ်ဖြစ်တော့မယ်ဥမာ passport visa နိုင်ငံခြားခရီးသွားဒီလိုမျိုးစိုးရိမ်ပူပန်မှုတွေကမိမိကိုအပူတွေကိုစိုးရိမ်တာကိုဖိတ်ခေါ်လာလို့ဖြစ်တဲ့အတွက်ကြောင့်မလို့တနည်းနည်းကတော့မိတ်ဆွေတွေကဒီရဲ့လအပြင်မှာဆိုရင်အဲဖြစ်နိုင်လို့ရှိရင်အတိတ်ကိုလည်းခဏတာအနာဂတ်ကိုလည်းခဏတာပြစ်ဆုတ်ပံမှာတက်တဲ့အဲ စိတ်မပူပန်အောင်မွေးမြူပြီးတော့စူးစမ်းတာကပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်ရှိတာငားတာလေးတွေအားနေတယ်။ငွေကြီးနဲ့ပတ်သက်လာရင်လက်ထဲငွေထားတာတောင်အားနေတဲ့တော့ငွေကြီးနဲ့ပတ်သက်ရင်နည်းနည်းလေးသတိထားဆင်နေရမယ်။အထက်သဖြင့်ငွေကြီးနဲ့ပတ်သက်ရင်လူငယ်တွေပိုသတိထားတင်တယ်။အရှိရင်းနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးလေးတွေအရှိရင်းကြောင့်ရည်စားလူလူဦးမှုကြွက်ခတ်ဆိုလိုမျိုးအရှိရင်းနဲ့ပတ်သက်လာရင် အဲမိမိကိုဟိုအခြေအနေပတ်သက်ပြီးတော့ဇာတိမနိုင်လို့ပြန်လာအောင်ဖြစ်စီအစီရင်နေဖြစ်စီပိုရှစ်အောင်ဖြစ်စီဒီလိုမျိုးလေးကြောင်ဝေကုန်ကြည့်ကြအများကြီးတက်တယ်လို့အဲရည်သားလူမျိုးကြွက်ခတ်ဆိုတဲ့အတိုင်းပဲအခြေအနေပတ်သက်လာရင်မိမိကိုတူးနဲ့တူးတယောက်နဲ့တယောက်အခြေအနေပတ်သက်လာလို့ရှိရင်မိမိမှာအပြိုင်ဆိုင်လေးတွေကြုံရတာမျိုးလေးဒီအခြေအနေပတ်သက်လာရင်စိတ်တိုင်းမကြတာမျိုးလေးဒီကြုံရတတ်တယ်ထို့တူပဲမှန်ပါတယ်တတိထားရမယ်အခြေအနေပတ်သက်လာရင်မိတ်ဆွေတနေငွေသားသမီးတွေကဒီရဲ့လအတွင်မှာ ကိုကိုညာပြီးတော့ရှံဆောင်ပြီးတော့ကိုကိုလိန်သွားတာမျိုးမျိုးကြီးနဲ့ပတ်သက်လို့တို့မဟုတ်ရင်ကိုကိုရှစ်ပါတယ်ဆိုပြီးတော့ဟိုစွနာလို့ပေါ့ဟန်ဆောင်ပြီးတော့ငွေရှိရတာမျိုးတို့မဟုတ်ရင်မိမိရှစ်သူသမီးကြီးသားရဲ့အဆင်မပြေမှုတွေကြောင့်ကိုကငွေထုတ်ပေးလိုက်ရတာမျိုးလေးတွေကြောင့်လည်းကိုမှအဆင်မပြေရတာမျိုးလေးတွေကြုံရတဲ့အတွက်ကြောင့်မလို့တော့တရားစင်နေရပါတယ်ထို့ပြင်သမီးကြီးသားတွေအနေနဲ့အဲ ခုခေတ်မှာဆိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့လက်တွေ့ကြကြရှစ်တာကောင်းပါတယ်။ online ဆိုရှယ်မီဒီယာမှာတွေ့ပြီးတော့အာအနေနည်းလို့ချစ်သွားတာမျိုးလေးတွေအဲဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးကိုကယုံကြည်လာတဲ့ခါကျတော့မှတော့ကိုယ့်ရဲ့ privacy ကိုအဲဆွနာလို့ပေါ့ကိုချိန်ချောက်ပြီးတော့သူ့မဟုတ်လို့ရှိရင်ငွေတောင်းတာမျိုးလိန်ခံရတာမျိုးတွေဆရာခုနောက်ပိုင်းမှာကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လက်တွေ့ကြကြမြင်မှယုံပြီးတော့ရှစ်တာမျိုးစဉ်းစားတာမျိုးပါပိုကောင်းပါလိမ့်မယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့နေနှင်းဟုန်လေးတာသမီးမိတ်ဆွေတွေအရှိရင်နဲ့ပတ်သက်ရင်တော့ဝေးကွာနေသူတွေပို့ရတော့ ။တရင်ကောင်းကြားရတတ်တယ်။ပြီးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်။ပြန်တွေးဖို့မတွေးဖို့တော့မတိကြဘူး။သို့တော့အရှိရင်နဲ့ပတ်သက်လာရင်သတိထားမှာအရှိရင်နဲ့ပတ်သက်ငွေကုန်ကြီးကြများရတတ်တယ်လို့အရှိရင်နဲ့ပတ်သက်လာလို့ရှင်မိတ်ဆွေတို့အနေနဲ့သမီးအစားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထပ်ခြင်းကိစ္စမျိုးလေးတွေပြောဆိုကြမှာ စိတ်ဆိုးပြီးအဆက်အသွယ်ပြတ်တာမျိုးလေးတွေဖြစ်စေအဲခยีဝေးထွက်မယ်ဆိုတာမှတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲရမျိုးတွေဖြစ်စေပြဿနာအထင်ပေါ်လေးဂျုံမတက်တဲ့အတွက်တော့ဒါလေးတွေကိုသတိထားသိမြင်ရတဲ့မိသားစုမိတ်ဆွေများအဖို့တော့လိုအပ်ပါတယ်အရှိအားနည်းစီတော့လဖြစ်ပါတယ်အိမ်တော်ရှင်များအဖို့ကတော့ဘာမှစိုးရိမ်ကြမရှိဘူးငါကကအဲတူးနဲ့တူးတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့မိတ်ဆွေများကိုအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲဟို လက်ရှိမှာမိမိအနေနဲ့ဟိုနားလည်မှုရအောင်စူးစမ်းညှိနှိုင်းပြီးတော့ဆောင်ရွက်တာမျိုးဖြစ်စေငကူကမျက်နှာရှင်းဆိုင်အောင်ပြဿနာတက်နေတဲ့အိမ်အောင်ရှင်များအဖို့ကတော့တယောက်နဲ့တယောက်တူးနဲ့တူးမျက်နှာချင်းဆိုင်ပြီးတော့ဟိုညှိနှိုင်းတာကပုံမှုပြီးတော့အတာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ထို့အတူပဲမိတ်ဆွေတို့အနေနဲ့အိမ်အတွင်းရေးကိစ္စလေးတွေမှာမိမိအနေနဲ့မိမိရဲ့ဟိုအိမ်အတွင်းရေးကိစ္စ လူမှုရေးကိစ္စလေးတွေမှာတော့မိမိအနေနဲ့ဖြစ်နိုင်လို့ရှိရင်ယုံကြည်ပြီးတော့အခြားတစ်ပါးသူကိုသွားပြောလိုက်တာမျိုးလေးတွေမလုပ်ပါနဲ့မဟုတ်လို့ရှိရင်သဘောလေးလင်းပြောခံရတာမျိုးလေးဖြစ်စေမိမိရဲ့မိသားစုအတွင်းမှာဆိုရင်အိမ်တော်ကြီးမှာအဆင်ပြေတယ်ဒါပေမဲ့ကြားလူတဦးတယောက်ပါလာရင်ကိုပြဿနာပဋိပက္ခတွေမလိုလားအပ်တဲ့ပြဿနာတွေဖြေရှင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွင်းရေးကိစ္စတွေကိုတော့ကြင်ကျင်နက်နက်နဲ့ကြိတ်ပြီးတော့ဖြေရှင်းတာကပုံမူအားသာပြီးတော့ယုံကြည်ရပါတယ်လေဆိုပြီးသွားမှတိုင်ပြန်ပါနဲ့တတိထားပါမိမိရဲ့အားနဲ့ချက်ကို ကပုတ်လေးပဲခြောက်ပြောတာမျိုးလေးတွေမလိုလားအပ်တဲ့ပြဿနာလေးတွေဖြည့်ရှင်းရတတ်တော့လာဖြစ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတည်စားစင်ကြီးကိုလိုအပ်တယ်ထို့ပြင်ခရီးသွားတဲ့ကိစ္စလေးတွေမှာအကျိုးပေးတယ်အကျိုးအကျိုးပြုစေတယ်မိမိနေနဲ့ငဘူကအခက်အခဲအကျက်တဲတွေကြောင်းဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့ခရီးထွက်ရတာမျိုးတွေအဆင်ပြေတယ်သို့တော့ အခုတပြင်းငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုဖို့အတွက်မျော်လင့်တကြီးသွားတဲ့ကိစ္စလေးတွေမှာတော့တတိထားဆင်နေပေးပါအဲမိမိအနေနဲ့ဟိုငွေကြီးကိစ္စနဲ့ပတ်သက်လို့အဆင်မပြေလို့ခရီးထွက်ပြီးအဝေးတနေရာကနေပြီးတော့လူချင်းအဆက်အသွယ်ပြတ်လို့အဝေးကိုခရီးထွက်ပြီးသွားကြမှာလူတော့တွေ့ပါရဲ့ အဆင်မပြေလာတာမျိုးကြီးကြုံရတတ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်လာရင်ခီးသွားကိစ္စလေးတွေမှာကိုကလိုလာဆိုရင်တော့မသွားပါနဲ့ကိုကပေးဖို့ဆိုရင်တော့သွားလို့ကောင်းပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့နေနေဟိုခီးထွက်ကိစ္စလေးတွေမှာတော့မိမိနေတဲ့ဓာလေးတွေကအတက်နိုင်ဆုံးပဋိဌာန်းစင်နေမှုလိုအပ်တယ်အထူးသဖြင့်အသက်အားဖြင့်ခလင်းငယ်တွေစက်နှစ်နှစ်အောက်ခလင်းငယ်တွေမှာနည်းနည်းလေးကြမ်းမာရေးရှူချတာမျိုးလေးတွေညံ့တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ပဋိဌာန်းစင်နေမှုလိုလည်းလိုအပ်ပါတယ်ရပါကြံသေးရောဒီလာတာအတော်တွေမှာ အကျိုးပြီးအားသာကံကောင်းစီတာကတော့ပညာရေးနဲ့ပတ်သက်ရင်မိမိနေနဲ့လက်ရှိမှာမိမိသင်ယူသလောက်တိုးတက်နိုင်တယ်လို့ပညာရေးနဲ့ပတ်သက်လို့ရှိရင်နိုင်ငံခြားကြီးသွားပဲသွားသွားကြီးလွင်ပြီးပါပဲသွားသွားမိမိသင်ယူလေ့လာသလောက်တမ်းမြောက်မဲ့ကာလဖြစ်ပြီးတော့ဒီကြတဲ့အနာဂတ်မှာလက်ရှိမှာအသုံးမချသေးတော့မိမိသင်ယူတဲ့အသိပညာအတတ်ပညာအနာဂတ်အတွက်ဘဝတသက်တာအတွက်ကံကောင်းခြင်းတွေထောက်ကူဖြစ်စေတော့တော့လာဖြစ်တာကိုဆရာပြောရပါတယ်ဒီလိုက်တာတော့ဒီမှာတနင်္ဂနွေတက်ပြီးမိတ်ဆွေများအဖို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင် တနင်္ဂနွေတနင်္ဂနွေရင်တွဲလောက်တာမျိုးတွေအကျိုးပေးတယ်လို့အင်္ဂါသာသမီတွေနဲ့တွဲဖက်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ခံကိုတိုးတက်စေနိုင်ပါတယ်အကျိုးပေးသောအရက်ဟာတော့အနောက်ဆူဆူရက်တွေဟာအကျိုးပေးစေပြီးတော့စန်းတီယာအရက်ကတော့အရှိတောင်တောင်အရက်ဖြစ်ပါတယ်အကျိုးပေးအားသာကံကောင်းစီတော့အယောင်နေနေဆိုရင်တော့မိုးပြရအောင် အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့အကျိုးကိုကံကောင်းစေတယ်လို့မထင်မှာပဲနဲ့ရွှေတို့မထင်မှာပဲနဲ့ကားတို့ယင်းတို့လက်ဆောင်ရတာမျိုးဝင်လာတာမျိုးလေးလေးကြုံရတတ်တယ်အဲ့ဒီအခါနမိတ်ကိုကောက်ပြီးတော့ထီကန်ဆန်းမှာထီကန်ဆန်းတဲ့အခါမှာလည်းတဦးကတယောက်တည်းဆန်းလာတဲ့မိမိတို့အနေနဲ့နှစ်ဦးနှစ်ယောက်ပေါင်းစုဆောက်တူဆန်းလာမျိုးဖြစ်စေထီကန်နံပါတ်ဘတ်အနေနဲ့ဆိုမိမိအနေနဲ့ဟို ပေါင်းချင်း900ရာမျိုးလေးတွေဥပမာပေါ့ကဏ္ဍနံပါတ်900ရာမျိုးလေးတွေဖြစ်စီအကျိုးပေးပါလေအကျိုးပေးသောနံပါတ်များအနေနဲ့ဆိုရင်9ခဏ၄ခဏ3ခဏနေဟာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမှုပြီးတော့အကျိုးပြုစီတော့နံပါတ်တွေဖြစ်ပါလေလာတိုင်းလာတိုင်းမှာအဲမိတ်ဆွေတို့အနေနဲ့ဒီရက်3လပိုင်းဒီမှာဆိုရင်26 26နဲ့အဲ့ဒီ26ရက်ကြော်သွားရင်မိတ်ဆွေရကံဟာညံ့ပါပြီ။ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့26ကြော်ရင်တော့အရေးကြီးတဲ့ကိစ္စတွေကိုမဆုံးဖြတ်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ အကျိုးပေးစေသောအဲဘာကြမ်းဒီတော့အကျိုးပေးစေသောမိတ်ဆွေတို့နည်းအရေးကြီးသောကိစ္စတွေအကျိုးပေးစေသောအရာတွေပြီးသွားပြီခကြီးထွက်ရှင်တယ်မိမိနေနဲ့လုံခြုံမှုပေးစေတယ်ဆိုရင်တော့တနည်းကိုလေအေးရက်ဒီမှာခကြီးထွက်တာမျိုးဖြစ်စီ၁၇ရက်နေ့ဒီမှာခကြီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာစေနိုင်တော့လာဖြစ်ပါတယ်အကျိုးမပေးစေသောအရာများအနေနဲ့ဆိုရင်တော့ဘာကိုလှုပ်လှုပ်တတိထားပါမယ်ဘာလဲဆိုတော့တောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကံရဲ့အားနည်းမှုကိုရရှိစေတတ်ပါတယ်သမီးစားများအနေနဲ့ကတော့မိမိအိမ်အောင်ဘက်က တင်းလာတို့တောက်ကြတို့ဖြစ်လို့ရှိရင်ဒီလမှာတုံးနဲ့တို့တယောက်နဲ့တယောက်ညှိနှိုင်းရခတ်တာမျိုးတွေဒီငွေကုန်ကြီးကြများတာမျိုးတွေဒီစိတ်ဆိုးစိတ်ကောက်တာမျိုးတွေဂျုံသွားတတ်တဲ့အတွက်တော့ရီးပြူရန်လိုအပ်ပါတယ်ထို့အတူပဲမိတ်ဆွေတို့ဒီလတာတော့တွင်မှာဆိုရင် အော်ဇာချုပ်ပြီးပြန်ပြောရလို့ရှိရင်ငွေကြီးနဲ့ပတ်သက်လို့ညံ့တယ်လူငယ်တွေအရှိရင်ညံ့တယ်ဒါလေးပါပဲကျန်တာဘာမှရှိနေဘူးရှိနေရှိဘူးကောင်းပြီဒီလာတာအတော့ပြန်မှာအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့အရေးကြီးတဲ့ကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိမိရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးတဲ့ကိစ္စကိုမပြောမိမှာ မိမိလမ်းမှာသွားနေတဲ့အခါလမ်းမှာအမိုက်ကြီးတန်ရှင်းရေးလောက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်လမ်းမိမှာတင်ကြန်နေသောပလင်းခွဲတွေစူးတွေညောင်တွေကိုဖယ်ရှားသောကုသိုလ်လုပ်ရှင်းချစ်ဖြင့်မိတ်ဆွေရဲ့ကြံ့ကြာဟန်တာနေသောကံကိုတိုးတက်အောင်အစဉ်ပြေအောင်ချုံးမှုအောင်ပြုလုပ်နိုင်ပါတဲ့ခင်ဗျာနော်အဋိဌာန်ပြုလုပ်လို့ရတဲ့ဆရာရဲ့တနည်းကုန်လေသာသမီမိတ်ဆွေများအနေနဲ့အရဟံတိတ်တိဘဂဝါအောင်ဆိုသောပတိကို73ရက်တိတိတနည်းကိုနှစ်ပတ်လုံးနဲ့73ရက်တိတိအဋိဌာန်ဝင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းရရှိပါလိမ့်မယ်ခင်ဗျာ ထို့သူပဲမိတ်ဆွေတို့ဒီလာတာအတော်တို့မှာဆိုရင်အဆက်ဆက်ရရအစဉ်ပြေစီပြီးတော့เนาะမိတ်ဆွေတို့ရရောင်းကုန်နေဝဲကုန်နေအယောင်းတွက်အယောင်းထွက်စီဖို့မပြောမိရန်ကနေပြည်နယ်မြေကြီးရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးပြချောင်း WhatsApp Telegram Viber မှာဆက်သွယ်မင်းများလိုက်လို့ဆရာ TikTok Messenger ကနေဧည့်သည်လက်မခံပါဘူးထို့ပြင်ဆရာမိတ်ဆွေတို့ကိုတတိထားဖို့လိုအပ်ကြောင်းအတူပါတယ်တတိထားဖို့လိုအပ်ပါတယ် တနင်္ဂနွေသားပြည်မြစ်ကြီးတွေဒီလာတာတို့တွေမှာမိမိရဲ့ရောင်းကုန်တွေဝယ်ပုံတွေရောင်းထွက်အယောင်းတွက်စီဖို့အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခဲတံလေးတစ်ခုနဲ့ထိတွေ့ရိုက်ပုံပြီးတော့ရောင်းထွက်ပါစီရောင်းထွက်ပါစီရောင်းထွက်ပါစီနင့်ပိုင်ရှင်မြန်မြန်ခေါ်ပါတော့ဆိုပြီးတော့အဲ့ဒီလိုမျိုးပြောပြီးတော့ထိတွေ့ရိုက်ပုံရောင်းရင်အယောင်းတွက်အယောင်းထွက်သွားပါလိမ့်မယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးတော့ငွေကြေးကံအားကောင်းစီရန်အတွက်လက်လာပါတွေပွင့်လန်းစီရန်အတွက်ပြုလုပ်ရမယ်ရေရအနေနဲ့ဆိုရင်တော့ဖြစ်နော် ်မြုံနေသောငွေတွေလည်းပြန်ပေါ်အောင်ငွေကြီးကိစ္စလက်လာပါပွင့်လန်းစီရန်အတွက်မိမိအိမ်ကမျက်စွာပြားမှာတနင်းကုန်ရီနေတိုင်းမှာမိမိအိမ်ကမျက်စွာပြားမှာမုတ်လုံးကြီးပေါ်နာစင်နဲ့ခဏလုံးတိတိကိုလှူပြီးတဲ့အခါစူတောင်းတာမျိုးဖြစ်စေမိမိအိမ်ကမျက်စွာဖရားမမဟုတ်ရင်တော့မိမိကိုယ်တိုင်ကမော်လုံးကြီးပေါ်ကိုစွန့်လာလို့ပေါ့ဟိုဈေးမှရှိပါလိမ့်မယ်နော်မော်လုံးကြီးပေါ်မိမိအိမ်ဖရားမတို့မဟုတ်ရင်ကိုကိုယ်တိုင်က အဲဆင်းရဲသားလို့နော်အဖို့တအသက်ကြီးချို့တဲ့တဲ့သူတွေကိုဝေမြအပီးကန်းချင်းဖြစ်စေမိမိရဲ့အကြံစီစိတ်ထဲကနေပြီးတော့၃ချိန်တိတိအောင်ပါစေအောင်ပါစေဆိုပြီးဆုတောင်းမှာဒါဆိုရင်မိတ်ဆွေတနည်းနဲ့တာသမီးတွေကဒီလာတာတော့ဒီမှာအဆက်ဆက်အရာအစီပြီးပြီးအောင်မြင်လာမယ်ဆိုတဲ့အကြောင်းကိုဆရာကရည်ရည်ကြီးပြောရဲပါတယ်ခင်ဗျာကောင်းပါပြီခင်ဗျာတနည်းနဲ့တာသမီးမိတ်ဆွေအားလုံးမတ်လအတွင်းမှာဒီကြတဲ့၃လပိုင်းအတွင်းမှာမိတ်ဆွေတို့အဆက်ဆက်အရာအစီပြီးအောင်မြင်တိုးတက်လို့ယရနာစင်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစေကြောင်းပြောရင်းဆရာကအင်း တင်းနေတာသာသမီတွေနဲ့ပြန်တွေ့ပါမယ်ခင်ဗျာစီးပါ